အားလုံးမင်္ဂလာပါကျွန်မဒီနေ့ကကွန်ဂျန်ရှင်၃မျိုးအကြောင်းပြောပြမှာဖြစ်ပါတယ်ကွန်ဂျန်ရှင်ဆိုတာကတော့ဆက်ကက်ဆက်ပေါ်နော်ဆက်ဆက်ပေးတဲ့စကားလုံးမြန်မာတရားအရဆိုရင်တော့တံပန်ဓာတ်လို့ခေါ်တယ်အဲ့တော့ဒီကွန်ဂျန်ရှင်၃မျိုးကိုလေ့လာကြမယ် ဲ့တော့အရင်ဦးဆုံးကျွန်မဒီ coordinating conjunction ပေါ့နော် coordinate လုပ်ပေးတယ် conjunction အကြောင်းပြောမယ်အဲ့တော့ coordinate လုပ်ပေးတယ်ဆိုတော့ကကျွန်မတို့ဒီသူသူနဲ့ဒီ connect လုပ်ပေးမယ့်အရာပေါ့နော်စကားလုံးလည်းဖြစ်နိုင်တယ်လို့စကားစုလည်းဖြစ်နိုင်တယ်သူတို့ကကျွန်မတို့ independent clause ဒီ word ကြောင်းနှစ်ကြောင်းကတစ်ကြောင်းနဲ့တစ်ကြောင်းဒီ အပြန်အလှန်မှီခိုခြင်းမရှိတော့เนาะ independent ဖြစ်ဖြစ်သူ့ဘာသာသူဒီ complete ဖြစ်တဲ့ sentence နှစ်ကြောင်းအဲ့တော့အဲ့ဒီ sentence နှစ်ကြောင်းကိုကျွန်တော်တို့ဒီ coordinating conjunction နဲ့ဆက်တာအဲ့တော့ဒီ clause လည်းဖြစ်နိုင်တယ်စကားစုတွေလည်းဖြစ်နိုင်တယ်လို့စကားလုံးနှလုံးလည်းဖြစ်နိုင်တယ်အဲ့ အဲ့တော့ဒီ common ပေါ့နော်ဒီ common ဖြစ်တဲ့ဒီ coordinating conjunction ကတော့ဒီမှာပေးထားတယ်အဲကျွန်တော်တို့မှန်ရလွယ်အောင် fun by ဆိုပြီးတော့ပေါ့နော်ကျေကျွန်တော်တို့ဒီလိုမျိုးလေးအတူကောင်းမှတ်လေးရှိတယ်ဒီမှာ exam မှာပေးထားတယ် i wanted to go for a walk เนาะဒီလမ်းကြောင်းထွက်ချင်တယ်เนาะဒီမှာဆိုရင်ကျွန်တော်တို့ for a walk love harvest တို့လမ်းကြောင်းသွားရအောင်လေအဲအဲ့လိုမျိုးလေးကျွန်တော်တို့ပြောတော့ပေါ့နော်အဲ့တော့လမ်းကြောင်းသွားချင်တယ် but it started raining အဲ့တော့မိုးစပြီးတော့ရွာတယ်အဲ့တော့ဒီ weather နဲ့ကြောင်းကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာငါလမ်းကြောင်းသွားချင်တယ်ဆိုတဲ့ ဆက်ခဲ့တော့เนาะဒီဝဲကြသည်ဘယ်ဝဲကြပုံမှာမမိခို့ဘူးသူ့ဘာသာသူ complete ဖြစ်တဲ့ sergeant level ပါတဲ့ဝဲကြဖြစ်တဲ့နောက်မှလည်းသူ့အတူပဲ it started raining မိုးစပြီးတော့ရွာနေခဲ့သည်ဆိုတာလေဒီဝဲကြက ဒီ independent ဖြစ်ဖြစ်ပေါ့နော်သူ့ဘာသာသူရပ်တည်လို့ရတဲ့ဝက်ကြောင့်အဲ့ဒီဝက်ကြောင့်နှစ်ကြောင်းကိုဒီ coordinating conjunction နဲ့ဆက်ထားခြင်းဖြစ်တဲ့ complete sentence နှစ်ကြောင်းကိုကျွန်တော်တို့ဆက်တဲ့အခါမှာဆိုရင်ဒီ coordinating conjunction ရဲ့အရှိမှ comma ထည့်ပေးဖို့လိုအပ်တယ်နော် complete sentence เนาะကျွန်တော်ပြောတဲ့ complete ဖြစ်တဲ့ဝက်ကြောင့်နှစ်ကြောင်းကိုဆက်တဲ့အခါမှာ coordinate coordinating conjunction ရဲ့အရှိမကော်မာထပ်ပေးဖို့လိုပါတယ်နောက်တစ်ခုကျွန်တော်တို့ noun အဝါနော်စကားလုံးအချင်းချင်းလဲကျွန်တော်တို့ဆက်လို့ရတယ်နော်အဲ့တော့ဒီမှာဆိုရင် she like tea and coffee coffee ရော tea ရောသူမကကြိုက်တယ်အဲ့တော့ coffee လဲ noun tea လဲ noun noun တစ်ခုစကားလုံးနှလုံးကိုသူကဆက်ဆက်ပေးတာသူတူပဲ you can take the car or you can walk ကားနဲ့စီးသွားလို့လဲရတယ်နိုင်ဆောင်သွားလို့လဲရတယ်ပေါ့နော်ဒါမျိုးပြောချင်းဖြစ်တယ်အဲ့တော့အရှိမကယူစာချန် can take verb phrase တခါ object နေရာဝင်တဲ့ noun phrase use subject can work လမ်းလျှောက်သွားနိုင်တယ်အဲ့တော့ဒီ word ကြောင့်မဆိုရင် subject verb subject verb ပါတယ်ဒီ complete ဖြစ်နေတဲ့ word ကြောင့်နှစ်ကြောင့်ဒီနေ့အဖြစ် independent clause ကို fun by အုပ်စု coordinating conjunction နဲ့ဆက်တဲ့အခါမှာ comma ပါဖို့လိုပါတယ် အဲ့တော့ကျမတို့ advanced ဝက်ကြလေးတွေလေ့လာကြည့်ရအောင် example 1စကြည့်မယ် the proposal was ambitious เนาะဒီ proposal အဆိုပြုလွှာကတဲ့ ambitious ဖြစ်တဲ့တအားကူမှယူမှန်းချက်အကြီးကြီးတွေသူကပြောထားတယ် yet the team managed to complete it ahead of schedule အဲ့တော့အဲ့ဒီဒီ proposal ကို ahead of schedule ဒီတတ်မှတ်ထားတဲ့အချိန်နဲ့နော်နော်ဒီစော်ပြီးတော့ ahead of ဆိုတာစော်ပြီးတော့ပြီးအောင်ဒီ complete ဖြစ်အောင် သူတို့ကစီမံနိုင်ခဲ့တယ်ဝါကြားနှစ်ကြောင်းကျွန်တော်တို့တွေ့တယ်အရှိမလဲစာချက်ပါပါတဲ့ဒီ completion နဲ့အနောက်မှာလဲစာချက်ပါပါတဲ့ completion နဲ့သူ့ဘာသာသူရပ်တည်လို့ရတဲ့ဝါကြားနှစ်ကြောင်းကို ကျွန်တော်တို့ coordinating convention နဲ့ဆက်တဲ့အခါမှာ comma ပါဖို့လိုတယ်နော် exam တူဆချင်းနဲ့ she study quantum physics intensely เนาะဒီ quantum physics ကိုသူမအပြင်းထန်เนาะတက်တက်မဲမဲကိုလေ့လာခဲ့တဲ့ and ပြီးတော့ she presented her finding at the international conference အဲ့တော့ international conference မှာနိုင်ငံတကာစာနှံဖတ်ပွဲမှာသူ့ရဲ့ဒီ finding ရှာဖွေတွေ့ရှိမှုတွေကိုတွားပြီးတော့ present လုပ်တယ်တင်ပြတယ်စာနှံဖတ်သွင်းတယ်ပေါ့နော်ဖတ်သွင်းဟိုဟာနော်တင်သွင်းဖတ်ကြတယ်အဲ့တော့ဒီမှာဆိုရင်လည်းအရှိဝတ်ကြသည်စာချက်ပါပါတယ်နောက်မှာလည်းစာချက်ပါပါတယ်သူ့ဘာသာသူရပ်တည်လို့ရတယ် complete sentence နှစ်ကြောင်းအဲ့ဒီ complete sentence နှစ်ကြောင်းကို coordinating conjunction เนาะ fan fine တို့အတူကကျွန်တော်တို့မှတ်ထားတယ်အဲ့တော့အဲ့ဒါနဲ့ဆက်တဲ့အခါမှာ comma ပါဖို့လိုတယ် ။ Now is a matrix ဆက်ကြည့်မယ်။ He caught inverse in real estate. Now ဒီတကယ်ကူမဒီအိမ်ချမ်းမြေဈေးကွက်မှာသူက inverse ရင်းနှီးမြုပ်နှံနိုင်တဲ့အဲ့လိုမျိုးမြုပ်နှံခြင်းလဲမြုပ်နှံပေါ့နော်။သူဒီမဟုတ် He caused diversify เนาะဒီ diversify လုပ်တဲ့ဆိုတာဟိုမှာဟိုမှာလည်းထည့်တယ်ဒီမှာလည်းထည့်တယ်ပေါ့နော် His portfolio portfolio ဒီဒီနေရာမှာဒီ range of ဟိုပါပေါ့နော် investment သူရဲ့ဒီရင်းနှီးမြုပ်နှံမှု ဒါတွေကိုကျွန်မရင်းနှီးမြှုပ်နှံမှုတွေကိုသူကတဲ့ဒီ with emerging technology ဒီအသက်ထွန်းပေါ်လာတဲ့ဒီနည်းပညာတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေမှာဟိုမှာလည်းလိုက်ထက်မယ်ဒီမှာလည်းလိုက်ထက်မယ်အဲ့လိုမျိုးလဲလုံလို့ရတယ်เนาะအဲ့တော့အရှိမစာချက်ပါအနောက်မှာလည်းစာချက်ပါသူ့ဘာသာသူရပ်တည်လို့ရတယ် independent clause အချင်းချင်းကိုမှကျွန်မတို့ coordinating conjunction သုံးပြီးတော့ဆက်ရေးတယ် comma ပါဖို့လိုတယ်အဲ့ကြမှာလည်းကြောင်းစာကြည့်မယ် the negotiation extended late into the night เนาะညနေတဲ့အထိဒီစီစဉ် ်းနှိမ့်နိုင်မှုကြီးကဆက်ပြီးတော့သွားနေတယ်အဲ့တော့ကြာမြင့်နေတယ်ပေါ့နော် so the vote decided to postpone the final vote until morning အဲ့တော့မနက်ခင်းတိနော်ဒီနောက်ဆုံး vote ပေးတာပေါ့နော်မဲပေးတာကို postpone လုပ်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်အဲ့တော့အရှိမလဲဒီဟိုပါပေါ့နော် negotiation the extended late into the night here ကျွန်တော်တို့ completion နဲ့အနောက်မှာလဲ the vote က decided ဆုံးဖြတ်တယ် to postpone the final vote until morning မနက်ခင်းမှာနော်ဒီဒါဒါကိုဆက်လုပ်မယ်ဆိုပြီးတော့မနက်ခင်းချိန်အထိဒီ post ပုံလုပ်လိုက်တယ် complete sentence နဲ့ကြောင်းကို coordinating conjunction နဲ့ဆက်တယ်ပုံမှာပါဖို့လိုတယ်နောက်တစ်ကြောင်း he refused to compromise on the etiquette guideline for integrity was the uh, cornerstone of his leadership အဲ့တော့ကျမတို့နှစ်ပိုင်းခွဲလိုက်မယ်ပေါ့နော်သူကတဲ့ refuse ဆိုတာငင်းဆန်တယ်ဒီ compromise compromise လုပ်တယ်ဆိုတာကစဉ်းစားညှိနှိုင်းတာတနည်းအားဖြင့်စဉ်းစားညှိနှိုင်းလိုက်တယ်ဆိုတဲ့နေပြီးတော့ဒီအလျှော့ပေးလိုက်တဲ့သဘော on the etiquette guideline တွေကျင့်ဝတ်နဲ့ညီတဲ့ guideline တွေနဲ့ပေါ့နော်ဒီ compromise လုပ်ဖို့သူက refuse ငင်းဆန်တယ်ပြီးတော့ for နော်ဒီမှာ fan binder က for ကိုယူရေးယူရေးထားတယ် integrity integrity was the cornerstone of his leadership သူရဲ့ဒီ ောင်းဆောင်မှုပိုင်းမှာပေါ့နော်ခေါနာဆုံးကတော့ဒီ integrity ဖြစ်တယ်ဆိုတာကဒီတမတမတရှိမှုကိုပြောခြင်းဖြစ်တယ်အဲ့တော့တခါတလေမှာကျမတို့ဒီ for ဆိုတဲ့ဒီ coordinating conjunction ကိုကျမတို့ကဒီအနောက်မှာလိုက်လာတဲ့အကြောင်းအရာကဒီ subject ပါတဲ့ clause မဟုတ်ဘဲနဲ့ဒီ noun တို့ noun phrase တို့ဖြစ်တတ်တယ်အဲ့တော့အဲ့လိုခါမျိုးမှာဆိုသူ့ကိုကျမတို့ proposition လို့ခေါ်တယ်ပေါ့နော်အခုကြတော့ subject verb နဲ့ရေးထားတဲ့အတွက်ကြောင့်သူဒီဒီနေရာမှာ coordinating conjunction ဖြစ်တယ်เนาะဒါလေးတစ်ချက်သတိထားပေးပါ ကျမတို့ဒီ subordinating conjunction ပေါ့နော်ဒီ subordinating conjunction ဆိုတာကကျမတို့ဒီ dependent clause တနည်းအားဖြင့်မှီခိုရတဲ့အကြောင်းအရာတစ်ခုပေါ်မှာသွားပြီးတော့မှီခိုရတဲ့ဒီဝါကြတွေနဲ့နော်ကျမတို့တွဲပြီးတော့ရေးလေးရှိတဲ့ subordinating လို့ထွက်ပဲနော်အဲ့တော့ကသူ့ကိုဘယ်လိုနေထားမျိုးမှာသုံးလဲဆိုတော့ dependent clause နော်ဒီ subordinating clause လို့လည်းခေါ်တယ် dependent clause တွေအချင်းချင်းကိုကျမတို့ဒီ connect လုပ်ပေးတာအဲ့ဒီ dependent clause နဲ့ဘာနဲ့သွားပြီးတော့အဲ connect လုပ်လဲဆိုတော့ independent clause နဲ့လုပ်တာ ာเนาะအဲ့တော့ဒီမှာ exam မှာတော့ပေးထားတယ်အဲပို့ပြီးတော့စုံအောင်ဆိုပြီး advanced ဝက်ကြတွေလည်းကျွန်မထည့်ထားပေးတာရှိတယ်အဲ့တော့ဘယ်လိုနေထားမျိုးမှတုံးလဲဆိုရင်တော့ဒီအကြောင်းပြချက်အချိန်ကာလဒီ contrast စမ်းကျင်ဘက်သဘောတရား condition အနေထားကိုပေါ်ပြတာ purpose ရည်ရွယ်ချက်ကိုပြောလို့တဲ့အခါမျိုးမှဆိုရင်သုံးတယ်အဲ့တော့ဒီအကြောင်းပြချက်ဆိုရင်ဒီ why နဲ့မေးလို့ရှိရင် because နဲ့ setter တဲ့အဲ့လိုမျိုးတွေပေါ့เนาะဒီအဲ contrast သဘောတရားဆိုရင် although တို့เนาะဒါမျိုးနဲ့သုံးတယ်ဒီ condition ကိုပြမယ်ဆိုရင်တော့ if အ ချိန်ကာလကိုဖော်ပြပေးတဲ့ဆိုရင် when to same to เนาะ if နဲ့ဒီ and let နဲ့ကတော့ကျွန်တော်တို့ equal ပေါ့เนาะဒီ and equal ပေါ့เนาะဒါက condition ကိုဖော်ပြပေးတယ် and less ကတော့အကဲ၍မဟုတ်ခဲ့ရင်ဆိုတော့ if not နဲ့သွားပြီးတော့ do တယ် why ကအဲ့လိုမျိုးလုံးနေတဲ့အချိန်မှာလို့ပြောခြင်းဖြစ်တယ် after ဒီလည်းအချိန်ပဲအဲ့တော့ဒီဟာတွေကိုကျွန်တော်တို့ဒီ subordinating conjunction ကိုဘယ်လိုနေထားမျိုးမှာတွေးရများသလဲဆိုရင် ever clause တွေမှာသွားပြီးတော့တွေးရများလေးရှိတယ် နော် ever clause of contract ever clause of condition ever clause of the purpose နော်ရည်ရွယ်ချက်ဆိုးနဲ့တန်းတဲ့ကိုကျွန်တော်တို့ပူပြီးရေးတဲ့ခါမျိုးပေါ့နော်အဲအဲ့လိုမျိုးလေးမှာကျွန်တော်တို့တွေ့ရများတယ်အဲ့တော့ exam မှာ simple sentence လေးအရင်ကြည့်ပေးပါ uh, I stay home because I was sick နေမကောင်းဖြစ်တဲ့အတွက်ကြောင့်ငါအိမ်မှာနေတယ်အဲ့တော့ဒီဝါကြောင့်ကျွန်တော်တို့ခွဲတဲ့အခါမှာ I stay home ငါအိမ်မှာနေနေတယ်လို့ပြောတဲ့ဝါကြသည်သူဟောတာသူ complete ဖြစ်ပြီးသားအဲ့တော့ကိုအနောက်မှာ because ဆိုတဲ့ conjunction နဲ့စထားတယ် I work sick ငါနေမကောင်းတဲ့အတွက်ကြောင့်เนาะအဲ့တော့ဒီအကြောင်းပြချက်ကိုပေးတဲ့ဒီ subordinating conjunction because နဲ့စထားတဲ့ဝါကြဖြစ်တယ်အဲ့တော့ဒီဝါကြောင့်ကိုအခုကရေးထားတာတော့အရှိမဒီ main clause ကိုရေးပြီးတော့မှ subordinating င်းပွန်ကြရှင်းနဲ့စထားတဲ့ကျွန်တော်တို့ dependent clause ကိုအနောက်မှာရေးတော့ကိုယ်ကပြဿနာမရှိဘူးတကယ်လို့များကျွန်မကဒီ because i was sick ဆိုပြီးတော့အဲ့ဒါကိုအရှိပိုးလိုက်တယ်အနောက်မှာဘာမှဆက်မရေးဘဲနဲ့ထားထားမယ်ဆိုရင်ငါနေမကောင်းတဲ့အတွက်ကြောင့် ပြီးတော့တစ်ဖက်လည်းအေးဘာဖြစ်လဲကျွန်တော်တို့စောင့်မျှော်ရတဲ့သဘောရှိတယ်သူမှသာသူဒိဗက်က complete မဖြစ်ဘူးအဲ့လိုမျိုးဒီ complete မဖြစ်တဲ့ဝေကြကိုကျွန်တော်တို့က dependent clause လို့ခေါ်တယ်အဲ့ဒီအတွက်ကြောင့်ဒီ dependent clause တွေနော် dependent clause တွေမှာဆိုရင် subordinating conjunction တွေနဲ့တွဲပြီးတော့သုံးတယ်နောက်တစ်ကြောင်ဆက်ကြည့်မယ် although it was raining i want we want out နော်အဲ့တော့ဒီဝေကြလည်းအထူးအတူပဲ clause နှစ်ခုရှိတယ် although နဲ့စထားတဲ့ဒီဝေကြကဒီကျွန်တော်တို့က subordinating clause ဖြစ်တယ် ော့ although it was raining မိုးရွာနေတော့လဲပဲအဲပြီးတော့ကျွန်မအဲ့ဒီတိုင်းတန်လန်းထားထားမယ်ဆိုရင်ဒီ listen တာနားထောင်နေတော့အေးဘာဖြစ်လဲမိုးရွာနေတော့ဘာဖြစ်လဲ we went out ငါတို့အပြင်ကိုထွက်လာခဲ့တယ်အဲ့တော့မှတကယ်တကယ် main clause က we want out ငါတို့အပြင်ကိုထွက်လာခဲ့သည်ဥပဒါသူပြည်စုံတဲ့ complete sentence က we want out ဒီ although တို့ because တို့ ਨੇ စထားတဲ့အရာကကျွန်တော်တို့တွေဒီ subordinating clause တန်ဒီအပြင် dependent clause ဖြစ်တယ်အဲဒီမှာ three set ကြည့်မယ် call me ငါ့ကိုခေါ်နော်ဖုန်းဆက်ပေးနော် if you need help me ကုညီလို့တယ်ဆိုရင်ငါ့ကိုပြောလိုက်ငါ့ကိုဖုန်းခေါ်လိုက်တာမျိုးပြောတာအဲ့တော့ဒီ word ကျမှကျတော့ call me ဆိုပြီးတော့ verb ကိုအရှိထုတ်ပြီးတော့ကျွန်တော်တို့ရေးထားတဲ့ imperative pattern အနောက်မှာကျတော့ if ဆိုတဲ့ဒီ condition ကိုဖော်ပြပေးတဲ့နေရာမှာသုံးသော condition ရှင်းအဲ့တော့သူ့ကို အရှိပို့ပြီးရေးမယ်ဆိုပါစို့ if you need help မင်းကူညီလိုခဲ့ရင်ဆိုပြီးတန်လိုင်းထားတာလို့မရဘူးသူ့မှာသာသူအိဒိပယ်မပြည့်စုံဘူးယက်တီလို့မရဘူးအဲ့ဒီအတွက်ကြောင့်ဒီဒီ subordinating condition တွေနဲ့စထားတဲ့ဒီ clause တွေကိုကျွန်တော်တို့က dependent clause တခြား clause တွေပေါ်မှာတော်ပြီးတော့မိခိုရတဲ့အတွက်ကြောင့် dependent clause လို့ခေါ်ခြင်းဖြစ်ပါတယ်အဲ့တော့ advanced ဝဲကြလေးလေးကြည့်အောင်နော် အဲ့တော့ကျမတို့ဒီ subordinating conjunction နဲ့ရေးထားတဲ့ advanced wedge လေး6ကြောင်းလေ့လာကြည့်မယ်နော်။အာ example 1 although the ceo initially opposed the merger အဲ့တော့ merger ဆိုတာက merge လုပ်တာနော်ဒီပေါင်းစပ်မှုကိုဒီ ceo ကကနေဦးမှာတော့ oppose လုပ်တယ်ဆိုတာစမ်းကျင်တော်လဲပဲဒါက dependent clause ဒီတိုင်းရထားလို့မရဘူးကျမတို့နောက်မှ main clause လာမယ်။ she later acknowledged its strategy benefit အဲ့ဒီ strategy နော်ဒီပေါင်းစပ်မှုရဲ့ဒီ strategic benefit ဒီ view ဟာမြောက်တဲ့အကျိုးစီးပွား benefit ဖြစ်အဲ့တော့ကိုနောက်ပိုင်းမှာတော့ဒီမှာက acknowledge အတိမန်ပြုပေးတယ်ဂျေဇူးတင်ပေးတယ်အဲ့ဒါမှဒူးကြည့်မယ် the researchers published their groundbreaking research because they had meticulously verified every variable အဲ့တော့သူတဲ့သူတွေကเนาะဒီ publish လုပ်တယ်အများပြည်သူသိအောင်ပုံနှိပ်ထုတ်ဝေတယ် they are groundbreaking research ဒီသူတို့ရဲ့ဒီ innovative ဖြစ်တော့เนาะဒီဘယ်သူမှဒီမလို့ရသေးတဲ့ဒီ research တွေကို publish လုပ်တယ်တဲ့ဒါက main clause because ဆိုတာကကျွန်တော်တို့အကြောင်းပြချက်ကို ပေးတဲ့ဒီ subordinating conjunction နဲ့ရေးထားသော depending clause ဒီနောက်ကအရာကနော်အရှိမရှိတဲ့အကြောင်းကိုသူကမှီခိုနေရတယ် because they has meticulously verify every variable နော်ဒီဒီပြောင်းလဲမှုတိုင်းနော် variable ဆိုတာအပြောင်းလဲကင်းရှင်တိုင်းကိုသူတို့က verify လုပ်တယ်ဆိုတာကအတည်ပြုပေးတာ meticulously ဆိုတာကကျွန်တော်တို့ဒီ very thoroughly နှက်နှက်ဆက်ဆက်ကိုမှနော်တည်တည်ချာချာလုပ်ထားပြီး လုံးထားတယ်ပေါ့နော် head meticulously verified လုပ်တယ်ဆိုတော့ pass perfect နဲ့ရေးထားတယ်နော်ဒါပြီးမြောက်အကြောင်းကိုပြောတယ်ဒီဝကြဖြစ်တယ်လုံးထားတဲ့အတွက်ကြောင့်အများပြည်သူတည်အောင်သူတို့က publish လုပ်နိုင်ခြင်းဖြစ်တယ်။ exam မှာတွေ့ကြည့်မယ်။ he continue to was tirelessly เนาะဒီမမောနိုင်မပန်းနိုင်ပေါ့เนาะ tirelessly ဆိုတော့မနေမနာသူက continue to work ဆက်ပြီးတော့လုပ်တယ်တဲ့။ even though เนาะဒီ even though တိုင်အောင် the projects က demanded တောင်းဆိုနေတယ်ပေါ့เนาะ unprecedented position and creativity အဲ့တော့ကဒီကမတုံစဖူးတဲ့ပေါ့เนาะဒီဒီ create ဟာ position တည်ကြောင်းမှုတွေ creativity ဒီဖန်တီးမှုတွေကိုအဲ့ဒီ project ကြီးက demanded တောင်းဆို ဆိုနေတော့လည်းပဲအရန်ကူမှာပေါ့နော်ဒီတောင်းဆိုကြတဲ့ demand တွေတအားမြင့်နေပေမဲ့သူကဒီမနေမနာဆက်ပြီးတော့လှုပ်ဆောင်တယ်လို့ပြောချင်းဖြစ်တယ် main clause က he continue to was tirelessly ဒီကျွန်တော်တို့ရဲ့ main clause ဒီနေ့အပြင် independent clause even those နဲ့ရေးထားတဲ့ subordinating conjunction နဲ့စထားတဲ့အရာက dependent clause ဒါကမိခိုးရတာအရေးဝက်ကြောင်းနော်နောက်ဒီကြောင့်ဆက်ကြည့်မယ် we would proceed with the experiment only if all safety protocol are strictly followed လို့နော် only if တို့ only one တို့ only then တို့ကျွန်မရှေ့ပိုင်းမှာတင်ထားပြီးသားနော်အဲ့တော့ကအဲ့လိုမျိုးအခြေအနေမျိုးမှပါလေရင်လို့သူကပြောချင်တဲ့အခါမှာသုံးတယ်အဲ့တော့ငါတို့က what con what proceed proceed က continue ပဲနော် with the experiment ဒီစံတမ်းမှုကိုဆက်ပြီးတော့လှုပ်ဆောင်မယ်ဘယ်လိုနေထားမျိုးမှာမှာဆက်ပြီးလှုပ်ဆောင်မလဲဆိုတော့ all safety protocol ဒီ safety protocol တွေပေါ့နော် baking ရေးဆိုင်ရာလုပ်ထုံလုပ်နည်းတွေအဲ့ဒါတွေကို astrich before လို့တင်းတင်းကြပ်ကြပ် line နာမယ်ဆိုတဲ့အခြေအနေမျိုးမှသာလျင်အဲ့ဒီ experiment ကိုငါတို့က proceed လုပ်မယ် continue လုပ်မယ်လို့ပြောခြင်းဖြစ်တဲ့ exam မှာနောက်တစ်ကြောင်းဆက်ကြည့်မယ် since the new regulation was implemented regulation စီမင်းစည်းကမ်းအသစ်တွေကို implemented လက်တွေ့ account ထဲပေါ်တယ် lending account တွေပေါ်ပြီးကတည်းကပေါ့နော် tech company က has significantly reduced its carbon footprint အဲ့တော့ဒီ company ဒီသူ့ရဲ့နော် carbon footprint ဆိုတာကဒီ individually အရနေကျွန်တော်တို့ဒီတနေ့ကိုတုံတုံနဲ့ဒါတော့နည်းနည်းလေးတော့ကျေသွားမှာပေါ့နော်ဒီ climate ဟောနော်ဒီ environment နဲ့ဆိုင်တဲ့ issue မျိုးလို့အဲ့တော့ carbon footprint ဆိုတာကတူချင်းတယောက်ချင်းစီကသုံးဆွဲလိုက်တဲ့ပမာဏကြောင့်ထွက်လာတဲ့ carbon အဲ့ဒါကိုကျွန်တော်တို့ဒီ carbon footprint ဆိုပြီးတော့အဲအတူနားလဲနားလဲလဲအောင်ပြောတာပေါ့နော်အဲ့တော့ အဲ့ဒါကိုတဲ့ significantly တိတိတာတာကိုမှ reduce ရှော့ချနိုင်ခဲ့တဲ့အဲ့တော့ new regulation ကို implement လုပ်ပြီးတော့ carbon footprint ကိုတိတိတာတာရှော့ချနိုင်တဲ့ main clause ဒီ company က carbon footprint ကိုတိတိတာတာရှော့ချနိုင်တာက main clause အရှင်းမှာပေးထားတဲ့ sink တက်စတာတဲ့ຢာကဒီမိခိုရတဲ့ depending clause တနည်းအားဖြင့်ကျွန်တော်တို့ subordinating conjunction နဲ့သုံးတာเนาะနောက်တစ်ကြောင်ဆက်ကြည့်မယ် only when he confronted his own biases could he truly understand the perspectives of other that are only one to only if to เนาะဒီဟာတွေနဲ့တွဲထားတဲ့ဝေကြကိုကျွန်တော်တို့ inverse မလုပ်ဘူးเนาะလုံးချင်တယ်ဆိုရင် second clause ကိုပဲ inverse လုပ်မယ်ဟုတ် he confronted ဆိုတာထိတိုက်ရင်ဆိုင်တာကိုပြောခြင်းတွေ့တယ် his own biases ဒီသူ့ရဲ့ဒီ bias ဆိုတာကကျွန်တော်တို့ band line မှုပေါ့เนาะအဲ့တော့အဲ့အဲ့ဒါဟာတဲ့အဲ့တော့ could he truly understand the perspective of other အခြားသူတွေရဲ့ဒီ perspective အမြင် shoot out အဲ့ဒီအမြင် shoot out ဆိုတာကဒီ experiment uh, experience ်အတွေ့အကြုံကနေပြီးတော့လာတဲ့အခြားသူတွေရဲ့အမြင်ရှုထောင့်ကို သူကအဲ့တော့ could the surgery အရှိရောက်နေတော့ဒီနေရာမှာသူက inversion နဲ့ရေးထားတာเนาะအဲ့တော့ကသူဒီเนาะဒီတခြားသူတွေရဲ့ perspective ကိုမှန်မှန်ကန်ကန်နားလည်သဘောပေါက်မယ်ဘယ်ချိန်မှာလဲ only when he confronted his own bias သူရဲ့ဒီ bias blind မှုကိုသူကထိတိုက်ရင်ဆိုင်နိုင်တဲ့အခါမျိုးမှာအခြားသူတွေရဲ့ perspective ကိုသူနားလည်နိုင်မှာဖြစ်တယ်လို့ပြောခြင်းဖြစ်ပါတယ် နောက် conjunction တခုကကျွန်တော်တို့ correlated conjunction เนาะ conjunction သုံးမျိုးရှိတယ်เนาะ coordinating conjunction subordinating conjunction နဲ့ correlated conjunction correlate လုပ်ပေးတော့မှာเนาะ related လုပ်ပေးတဲ့အရာကိုပြောခြင်းဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ equal element เนาะ element ဆိုတာဒီဒီနေရာမှာဒီစကလုံးနဲ့ဖြစ်နိုင်တယ်စကစုလည်းဖြစ်နိုင်တယ်လို့ class လည်းဖြစ်နိုင်တယ်အဲ့ဒီနှစ်ခုက equal ဖြစ်တယ်เนาะညီမျှတယ်အဲ့ဒါကိုကျွန်တော်တို့က link လုပ်ဖို့အတွက်ပုံတဲ့အရာဖြစ်တယ်အဲ့တော့အရှိမနောင်ဆိုရင်နောက်မှလည်းနောင်ဖြစ်ရမယ်အရှိမကျွန်တော်တို့ infinitive phrase ဆိုရင်နောက်မှလည်း infinitive phrase အရှိမ subject verb verb ပါတဲ့ class ဆိုရင်နောက်မှလည်း subject verb ပါတဲ့ class ဒါမျိုးဖြစ်ဖို့လိုတယ်เนาะ equal element အဲ့တော့ကျွန်တော်တို့ဒီမှာသုံးတဲ့ correlated conjunction က either or เนาะ either or လည်းခေါ်လို့ရတယ် either or လည်းခေါ်လို့ရတယ် neither nor သမို့ neither nor both and not only only but also whether or not เนาะဒါတွေနဲ့သုံးပြီးတော့ပြောမှာဖြစ်တယ်ဒီမှာ simple sudden exam မှာသုံးကြောင်းအရင်ပြောမယ်ပြီးတော့မှ advanced ဝက်ကြောက်ကိုတွားရအောင်အဲ့တော့ either you start studying now အခုเนาะ nessa you will fail the exam အခု science အမစဘူးဆိုရင်တော့ဘာဖြစ်မလဲ you will fail the exam ဆောင်းဖို့ပဲရှုံးလိမ့်မယ်ဒီနယ်ကခုက အရှိမယူစတာစတဒီရင် UL face sajava sajava clause နှစ်ခုကို either or ဆိုတဲ့ဒီ correlated conjunction နဲ့ဆက်ပြထားခြင်းဖြစ်ပါတယ် example 2 she is not only talented but also hardworking အဲ့တော့ဒီရှင်းမှာ be ဘာဖြစ်ရတာ talented ဒီကျမတို့ dead power of speaker adjective အဲ့တော့ဆိုဒါဒီ adjective ဆိုရင်တော့က but also ရဲ့နောက်မှာ light ဝဲကြတယ်လဲ adjective ဖြစ်ဖို့တော့လိုတယ် equal element ဖြစ်ရမယ် တော့ she is not only talented เนาะဒီ talent ဖြစ်တဲ့ဆိုမွေးရပါပါရမီပါတော့ talent ဖြစ်တဲ့မွေးရပါကိုပါရမီကပါလာတဲ့အပြင်အလုပ်လည်းစူးစမ်းသေးတယ်တဲ့เนาะ exam 3 both the teacher and the student enjoy the trip ဆရာရောကျောင်းသားတွေရောဒီခရီးစဉ်เนาะ trip ဆိုတာနှစ်ရက်သုံးရက်တန်လေးသွားရတဲ့ခရီးတူလေးကိုကျွန်တော် trip လို့ခေါ်တယ်အဲ့တော့ကျောင်းသားရောဆရာရောပျော်ကြတယ်ပေါ့เนาะအဲ့တော့ both nan and ਨੇ ကျွန်မသုံးနာတာက noun phrase เนาะအဲ့တော့ noun phrase ဆိုရင် noun phrase ဖြစ်ရမယ် adjective ဆိုရင်လည်း adjective ဖြစ်ရမယ် clock ဆိုလည်း clock ဖြစ်ရ မယ် equal element ဖြစ်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီ advanced ဝက်ကြလေးသွားမယ်เนาะအဲ့တော့ကျွန်တော်တို့ correlating conjunction နဲ့ဒီ advanced ဝက်ကြလေး6ကြောင်းဖတ်ကြည့်ရအောင်เนาะအဲ့တော့ဒီမှာပေးထားရယ် not only did the team achieve record breaking efficiency but also they revolutionized the workflow entirely အဲ့တော့အဲ့ဒီအသင်းကတဲ့ ဒီပေါ့နော် record breaking efficiency ဒီဒီ record breaking ဖြစ်နိုင်တဲ့နော်ဖြစ်တော့ဒီ efficiency ထိအောင်မှုကိုသူတို့ကရယုံတာမက not only ဒီတာမက but also level ဘာလဲသူတို့လှုပ်ဆောင်သေးလဲဆိုတော့ revolution nice လုပ်တယ်တော်လန်ပြောင်းလဲတယ် the workflow entirely ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုလည်းသူတို့ကတော်လန်ပြောင်းလဲနိုင်ခဲ့သည်လို့ပြောခြင်းဖြစ်တယ်အဲ့တော့ either or ကတော့တစ်ခုမဟုတ်တစ်ခုလို့ပြောတာနော်အဲ့တော့ဘယ်တစ်ခုလဲအရင်ကြည့်ရအောင် either the government will implement Limited Regulation အစိုးရကပုံပြီးတင်းကျတဲ့စီမင်းစည်းကမ်းတွေကို well implement အကောင့်နဲ့ဖော်နိုင်တယ်နော်ဒါတခုတခုမဟုတ်တခုတခြားတခုကဘာလဲဆိုတော့ corporation က must self regulate နော်ကိုယ်ဟာတာကိုကိုယ်တိုင်စီမင်းတတ်မှတ်တာကို self regulate လုပ်တယ်လို့ခေါ်တယ် to prevent environmental disaster ဒီ environmental disaster တွေကိုတားဆီးဖို့အတွက်နော်သဘာဝပတ်ဝန်းကျင်ဆိုင်ရာကပ်ဘေးတွေကိုတားဆီးဖို့အတွက် corporation က self regulate လုပ်နေတယ်လို့အဲတော့မဟုတ်ဒီဘယ်သူလုပ်မလဲ ဂါဘာမန်ကပိုတင်ကြတဲ့စီမင်းစည်းကမ်းတွေကိုကောင်တယ်ဖော်မယ်လို့ပြောချင်းဖြစ်တယ်။ဤသားအော်သည်တစ်ခုမဟုတ်တစ်ခု။သူမလုပ်ရင်သူလုပ်မယ်ဒါမျိုးပြောတာနော်။ဤသားနော်ကတော့နှစ်ခုစလုံးမဟုတ်ဘူး။အဲ့တော့ဒီမှာမဟုတ်ရတဲ့အကြောင်းရင်းနှစ်ချက်ပေးထားတယ်။ဤသားတဲ့ budget cut budget ကို cut cut လုပ်တာဆိုတာဖြတ်တော့လိုက်တာမပေးတော့တာမထောက်ပံ့တော့တာပေါ့နော် not the unexpected delay မမျော်လင့်ထားတဲ့နှောင့်နှေးကြမ်းကြောက်မှုအဲ့တော့မမျော်လင့်ထားတဲ့တခုခုဖြစ်လာဖြစ်လာတော့ရင်လည်းကောင်းဒီ budget ကိုဖြတ်လိုက်တယ်လည်းကောင်းအဲ့ဒါတွေကတဲ့ဒီ target ကတားဆီးပိတ်ပင်နိုင်ခြင်းမရှိဘူးတဲ့ဘာလို့လဲ the project ရဲ့ ultimate success เนาะဒီအောင်မြင်မှုကိုဒီနှစ်ခုစလုံးကမတားဆီးနိုင်ဘူးလို့ပြောခြင်းဖြစ်တယ်ဘိုးအန်ကတော့နှစ်ခုစလုံးပေါ့နော်ဘာနဲ့ဘာလဲကြည့်မယ် both the methodology and the interpretation ဟော data အဲ့တော့ methodology ဟော data interpretation ဟောနှစ်ခုစလုံးကတဲ့ဟိုကဖြစ်ကြပါသည် subject to rigorous peer review peer review ဆိုတာကကိုယ့်ထက် senior ကြားတဲ့လူတွေကပြန်ပြီးတော့သုံးသပ်ပေးတာကို peer reviews လုပ်တယ်လို့ခေါ်တယ်เนาะအဲ့တော့ subject to rigorous ဒီတိတိကျကျဂယု design နဲ့လှုပ်ဆောင်ခဲ့ပါသည်เนาะ methodology ရော data interpretation ရောကိုလှုပ်ဆောင်ခဲ့သည် either of ပါမယ် အဲ့တော့ကျွန်တော်တို့ either or လဲရေးတယ်နော် either of လဲရေးတယ်လို့ preposition of မပါဘဲနဲ့ either တစ်လုံးနဲ့လဲရေးတယ်နော်ဒါလေးတစ်ချက်သတိထားပြီ either of the two proposal proposal နှစ်ခုပေါ့နော် cost secure the funding အတော့ကဒီ funding အတွက်အဲ့ဒါက secure ဖြစ်တယ်တဲ့ဒါပေမဲ့ careful analysis ကို is require လိုအပ်တယ် to choose the more viable one viable ဖြစ်တယ်ဆိုတာ predicate ဖြစ်တာလက်တွေ့ကြတဲ့တစ်ခုပို့ပြီးတော့လက်တွေ့ကြတဲ့တစ်ခုကိုရွေးချယ်ဖို့တော့လိုနေတယ်လို့ပြောခြင်းဖြစ် တယ်အဲဒါနောက်တစ်ခုကြည့်မယ် neither of နှစ်ခုစလုံးမဟုတ်တာเนาะဒီ hypothesis adequately explain the anomaly ဒီသဘောမကျတဲ့ဒီဟိုပါဘောเนาะဒီပုံမှန်မဟုတ်တဲ့အရာကိုလုံးလုံးလောက်လောက်ရှင်းပြထားခြင်းမရှိဘူးเนาะ neither the negative ဒီ hypothesis ထင်မြင်ယူဆချက်တွေကဒီ ဟိုပါဘောเนาะဒီလုံလုံနောက်နောက်ရှင်းပြမထားဘူးတဲ့ပုံမှန်မဟုတ်တဲ့အရာတွေဒါပေမဲ့သူပါလုပ်ထားတဲ့ suggesting အကြံတော့ပေးထားတယ်ဒီမှာ and engine နဲ့ရေးထားเนาะဒါဒီ present participle ပြောခြင်းဖြစ်တယ် suggest လုပ်ထားတာဘာလို့လဲဆိုတော့အဲ့ဒီ hypothesis hypothesis ကရှင်းပြလုံလုံနောက်နောက်ရှင်းပြတာတော့မလုပ်ဘူးဒါပေမဲ့အကြံတော့ပေးထားတယ်တဲ့ဒါ ဘယ်လိုအကြံလဲဆိုတော့ father's investigation is necessary နောက်ထပ်ပေါ့နော်ဒီ investigation တွေဆက်ပြီးတော့လိုအပ်နေသေးတယ်လို့သူက suggesting အကြံပေးထားတယ်ပေါ့နော်အဲ့တော့ဒီနေ့ပြောပြသွားတာကကျွန်မ conjunction ၃မျိုးအကြောင်းပြောပြသွားတယ် coordinating conjunction เนาะဒီဒီ equal important ဖြစ်တဲ့အရာနှစ်ခုပေါ့เนาะကျွန်တော်တို့ချိတ်ဆက်ပေးတာဒီနေ့အပြည့် complete sentence နှစ်ခုကို fun bind လို့ခေါ်တယ် coordinating conjunction နဲ့ဆက်တဲ့အခါမှာဆိုရင်เนาะတတိထားဖို့က comma ပါပေးရမယ်ဒီ noun ဒီနေ့အပြည့် second long second zoo အဲ့ဒါဒီအချင်းချင်းဆက်တယ်ဆိုရင်တော့ comma ထည့်ရေးစရာမလိုဘူး complete sentence နှစ်ကြောင်းမှာ comma ထည့်မယ်เนาะနောက်တစ်ခုကကျွန်တော်တို့ဒီ subordinating conjunction subordinate လောက်တယ်ဆိုတာကျွန်တော်တို့ dependent ဖြစ်တာ တတိ main clause ကိုတော့ ပြီးတော့မိခိုရတဲ့အခါမျိုးမှာသုံးတယ်အဲ့တော့ wedge အရှိမှာထားပြီးရေးမယ်ဆိုရင်တော့ဒီ main clause နဲ့သူ့နဲ့ကြာကျွန်တော်တို့ comma နဲ့ဖြတ်တယ်နောက် wedge ရဲ့ဒီဒုတိယနေရာပေါ့နော်ဒီ lower abandoned clause နေရာမှာထားမယ်ဆိုရင် comma ထည့်ပြီးတော့ရေးစီအောင်မလို့ဘူးဒီနောက်ဆုံးတစ်ခုကအခုပြောသွားတဲ့ correlated conjunction နှစ်ခုကဒီ correlate ဖြစ်နေတာကိုဖော်ပြခြင်းဖြစ်တယ်အဲ့တော့ correlate ဟာပေါ့နော်ဒီ conjunction ၃မျိုးပြောပြတာချင်းဖြစ်ပါတယ်အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်